အခုချိန်မှာတော့ရုရှားနိုင်ငံမြို့တော်မော်စကိုနဲ့သူ့ရဲ့ပတ်ဝန်းကျင်ဒေသတွေကိုဒရုန်းနဲ့တိုက်ခိုက်ခံနေရပါတယ်။ယူကရိန်းစစ်ပွဲဟာတနေ့ညမှာအလှည့်ပြောင်းသစ်တစ်ခုရောက်သွားခဲ့ပြီးရုရှားကအခုမော်စကိုကိုအကြီးအကျယ်ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့သတင်းပို့နေပါတယ်။ရုရှားနိုင်ငံပိုင်းမီဒီယာတွေရဲ့အဆိုအရယူကရိန်းကညာရင်းချင်းရုရှားမြို့တော်ကိုအကြီးအကျယ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါတဲ့။ 2025ခုနှစ်အစပိုင်းမှာယူကရိန်းကစစ်ပွဲရဲ့လမ်းကြောင်းကိုတော်တော်ကြီးပြောင်းလဲပစ်လိုက်တဲ့လုပ်ရက်တစ်ခုနဲ့သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။သူတို့ကရုရှားရဲ့အသေးနှလုံးကိုအကြီးအကျယ်တပြိုင်နက်တည်းနဲ့အင်မတန်ဖျက်ဆီးနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစတင်ခဲ့တာပါ။ဂျီနန်ချက်ဆက်ယုံတွေစစ်ချေစိုက်စခန်းတွေလက်လက်ခဲယမ်းတူတောင်ယုံတွေနဲ့စွမ်းရင်အခြေခံအဆောက်အုံတွေကို drone တွေနဲ့ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။ Kremlin ကသူ့ရဲ့အလုံးကြုံသောနေရာတွေလို့သတ်မှတ်ထားတဲ့ မဟာဗျူဟာကျတဲ့အဆောက်အုံတွေဟာမီးလောင်ကျွမ်းခဲ့ပြီးမော်စကိုရဲ့ကောင်းကင်ယံမှာပောက်ကွဲတံတွေနဲ့လင်းထိန်နေခဲ့ပါတယ်။ပူတင်ဆိုရမမျှော်လင့်ထားတဲ့အကြီးမားဆုံးချိန်ထမှုကအမှန်တကယ်ကိုဖြစ်လာခဲ့ပါတယ်။ယူကရိန်းကအခုရုရှားနိုင်ငံတွေကိုကြောက်ရွံ့မှုတွေတည်ဆောင်လာခဲ့ပါပြီ။တိုက်ခိုက်မှုတွေဟာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်လည်းဖြစ်ပါတယ်။မြို့တော်မော်စကိုပါဝင်မြို့တော်တော်များများမှာစစ်ပွဲရဲ့ရိုက်ခတ်မှုတွေကိုခံစားနေရပါတယ်။နေ့တိုင်းအိုအော်တံတွေမြည်နေပြီး လူတွေဟာညာတိုင်း drone တွေနဲ့ဝဲကရက်တန်တွေနဲ့လိုထားခဲ့ရပါတယ်။ထိတ်လန့်မှုဒေါသနဲ့စိတ်ပြတ်အားငယ်မှုတွေတိုးပွားလာတဲ့အမျှ Kremlin ကလူထုပေါ်ထိန်းချုပ်နိုင်ဖို့ရုန်းကန်နေရပါတယ်။ Ukraine ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုကြောင့်ရေနံကျစက်ရုံတွေမှာမီးလောင်လာရပ်ပေါင်းများစွာနှိမ့်သက်လို့မရခဲ့ပဲစွန့်ရင်အဆောက်အုံတွေရဲ့ပျက်စီးမှုတန်ဖိုးကဒေါ်လာဘီလီယံနဲ့ချီပြီးရှိလာပါတယ်။ ။အရေးယူပိတ်ဆို့မှုတွေနဲ့စွမ်းအင်ရောင်းချရောင်းဝယ်ကြဆင်းမှုကြောင့်အခက်အခဲတွေ့နေရတဲ့ရုရှားစီးပွားရေးဟာဒီတိုက်ခိုက်မှုတွေပြီးမှပိုဆိုးလာကြောင်းအချက်ပေးခေါင်းလောင်းတံတွေညီလာပါဗျ။စစ်မှုထုတ်လုပ်မှုတွေရပ်တန့်သွားခဲ့ပြီးပြည်ရင်းဈေးကွက်မှာဈေးနှုန်းတွေအလင်းမြန်မြင့်တက်လာခဲ့ပါဗျ။စွမ်းအင်အခြေခံအဆောက်အုံတွေကိုထိခိုက်စေတဲ့တိုက်ခိုက်မှုတိုင်းဟာရုရှားရဲ့တိုက်ခိုက်နိုင်စွမ်းတဲ့ကိုယ်တွေမဟုတ်ဘဲသူ့ရဲ့စီးပွားရေးခံနိုင်ရည်အားကိုလည်းထိခိုက်စေခဲ့ပါဗျ။ ရင်မလင်အတွက်အကြီးမားဆုံးအန္တရာယ်ဟာရှေ့တန်းစစ်မျက်နှာမှာမဟုတ်တော့ဘဲအတွင်းပိုင်းကလာနေတာပါစစ်ပွဲကိုရုရှားနိုင်ငံအတွင်းပိုင်းထိနက်နက်ဆိုင်ဆိုင်တည်ဆောင်လာတဲ့ယူကရိန်းဟာစစ်ရေးသက်သက်တင်မဟုတ်ဘဲမဟာဗျူဟာမြောက်ညီမျှချင်းတစ်ခုကိုတီဆောက်နေတာဖြစ်ပါတယ်ဒီညီမျှချင်းရဲ့အပြော့ဆုံးချိတ်ဆက်မှုကရုရှားလူတွေရဲ့တီးခတ်နိုင်ငံဖြစ်နိုင်ပါတယ်ဒါပေမဲ့မော်စကိုကဒီဖြတ်စည်းမှုကိုရပ်တန့်နိုင်မှာမလားဗလာဒီမာပူတင်မှာဩစာအာဏာကျန်သေးရဲ့လား ဒါမှမဟုတ်ယူကရိန်းရဲ့လက်တုံ့ပြန်မှုတွေကရုရှားကိုနောက်ပြန်လှည့်လို့မရတဲ့အခြေအနေစီတွန်းပို့နေတာလားဒီမေးခွန်းနေနဲ့အဖြေတွေကိုတော့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာဆွေးနွေးပေးသွားပါမယ်ပြီးတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေတွေကိုလည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးထားပါလို့မြစ်တာရက်ခံကြပါတယ်ရုရှားနယ်မြေမှာ drone နဲ့အကြီးအကျယ်တိုက်ခိုက်ခံရခြင်း ထမဦးဆုံးအနေနဲ့ Russia Federation မှာမကြသေးခင်ကဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုလေ့လာကြည့်ကြရအောင်။တနေ့ညက drone တွေက Russia Federation ထဲကတီနေရအတော်များများကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ကြပါဗျ။ Russia ကာဝေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရ Russia လေကြောင်းရန်ကာဝေးရေးစနစ်တွေကညာရင်းချင်း drone ပေါင်း150ကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။မော်စကိုဒေသမှာ drone 3သင်းကိုပစ်ချခဲ့ပါဗျ။မော်စကိုမြို့တော်ဝင်စာဂေးဆိုပါနေက မော်စကိုကိုဥတီပြန်တန်းလာတဲ့ drone တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဆိုဗာနင်ကပျက်စီးသွားတဲ့အပိုင်းအစတွေကြားရောက်ခဲ့တဲ့နေရာမှာအရေးပေါ်ကိစ္စရေးတွေလှုပ်ဆောင်နေတယ်လို့ထပ်ပြောပါတယ်။ချက်ကော့မျိုးရဝင်မီကီဆိုဝါကင်ကအဲ့ဒီဒေတာမှာ drone တစ်စင်းပြစ်ချခံခဲ့ရလို့အိမ်နှလုံးပျက်စီးသွားတယ်လို့သတင်းပို့ပါတယ်။လူသေဆုံးတာထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ပါဘူး။လီပတ်ဒေတာအုပ်ချုပ်ရေးမှူး Igor Adamonov ကအဲ့ဒီဒေတာမှာ drone တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့သတင်းပို့ပါရတယ်။ အနီအောင်ဆက်အနေရရှိကြောင်းလူတွေကိုတက်လှန်ထားပြီးပရဲပေါက်တွေနာမကတ်ဖို့နဲ့မီးတွေပြန်မလာမချင်းလုံခြုံတဲ့နေရာမှာနေဖို့သူကအကြံပေးပါတယ်။နောက်ပိုင်းမှာရုရှားပြည်သူတွေကလီပတ်မြို့ပေါ်မှာအ ਨੇ စုံပောက်ကွဲတဲ့၅ခုကြားခဲ့ရပြီးမြို့ပေါ်မှာလေချောင်းရံကာဝေးစနစ်တစ်ခုလဲပတ်နေတယ်လို့သတင်းပို့ကြပါတယ်။အစောပိုင်းသတင်းတွေအရယူကရိန်း drone တွေက Nova Lipas Tamri စက်ရုံကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မြို့နယ်3ကီလိုမီတာအကွာမှာရှိတဲ့ ကိုဆယ်ရက်ကာယွာကဂျွာသားတွေလည်းပောက်ကွဲတံတွေကိုကြားခဲ့ရတယ်လို့သတင်းပို့ကြပါတယ်။လူသေဆုံးတာဒါမှမဟုတ်ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီးတရားဝင်သတင်းအချက်အလက်တွေကတော့မရှိသေးပါဘူး။နောက်ပိုင်းမှာဂျွာသားတွေကအကြီးအကျယ်ပောက်ကွဲတံ20လောက်ထိကြားခဲ့ရတယ်လို့သတင်းပို့ကြပါတယ်။ရုရှားသတင်းရင်းမြစ်တွေရဲ့အဆိုအရ UD နဲ့ PD2 Kamikaze drone တွေကိုအဲ့ဒီတိုက်ခိုက်မှုမှာအသုံးပြုခဲ့တယ်လို့သိရပါတယ်။ရုရှားကပဲဝင်ကြီးဌာနရဲ့အဆိုအရ အဲ့ဒီဒေတာမှာ drone ပေါင်း18စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။ပြီးတော့ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ Brian's data အပေါ်မှာလည်း drone 20စင်းပြစ်ချခဲ့တယ်လို့ဖော်ပြထားပါဗျ။ဒါပေမဲ့ဒေတာကန်မီဒီယာတွေက Chesky Crime, Belaya Bayer စာရွာမှာ drone အစားအသောက်တစ်ခုလူနေအိမ်တစ်လုံးကိုထိမှန်ခဲ့တယ်လို့လူတအူးတင်ရရခဲ့တယ်လို့သတင်းပို့ပါဗျ။နောက်ပိုင်းမှာအဲ့ဒီရွာကလူနေအူးဟာဘုံစားတွေထိမှန်ခဲ့တာကြောင့်တင်ရရခဲ့တယ်လို့သိရပါဗျ။ ဒေတာအုပ်ချုပ်ရုံးကအလက်ဇန်းဒါဘိုမတ်စ်ကဒဏ်ရာရသူတွေကိုခရိုင်စေးရုံကိုပို့ဆောင်ခဲ့တယ်လို့ပြောပါတယ်။တိုက်ခိုင်းရဲ့ဘရင်းပေါက်တွေနဲ့လာတာတောင်တွေလည်းပျက်စီးခဲ့ပြီးကားအတော်များများလည်းပျက်စီးခဲ့ပါတယ်။ဝါနူကိုဗိုဒိုမိုဒယ်ဒိုနဲ့ဂျာကော့ဖ်စကီလေဆိပ်တွေမှာလေရင်ခရီးစဉ်တွေကိုရပ်ဆိုင်းခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုကြောင့်ထိခိုက်ခဲ့တဲ့ဒေတာတွေဟာဓာရီတွေမကသေးဘူး။ ်ယူကရိန်းရဲ့တိုက်ခိုက်ရေး drone တွေကရုရှားရဲ့အကြီးဆုံးဖောက်ခွဲရေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ခုဖြစ်တဲ့ Promise ကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီ drone တိုက်ခိုက်မှုကြောင့်စက်ရုံမှာပေါက်ပွဲမှုနဲ့မိလောင်မှု20ကျော်ဖြစ်ပွားခဲ့ပါတယ်။စက်ရုံစီမံခန့်ခွဲမှုအဖွဲ့ကနီးပညာဆိုင်ရာလုပ်ငန်းတွေတွေကိုရပ်တန့်ဖို့အတင်းကျပ်ဖိအားပေးခံခဲ့ရပါတယ်။အခြေသွင်းနိုင်တဲ့ဂျိုးတုပုံရိပ်တွေကိုလူမှုမီဒီယာမှာဖော်ပြခဲ့ပြီးအဲ့ဒီစက်ရုံပျက်စီးသွားတာကိုအတည်ပြုခဲ့ပါတယ်။ အဲ့ဒီပုံရိပ်တွေမှာအ ਨੇ ဆုံးအလုံယုံ၃ခုကို drone နဲ့တိုက်ခိုက်ခဲ့တဲ့အကျိုးဆက်တွေနဲ့အဆောက်အုံတွေရဲ့ပတ်ဝန်းကျင်ကကာဝေးရေးနယ်ရိုးမှာမီးလောင်နေတာကိုတွေ့ရပါတယ်။ Promise ဟာ Samara Data Chabayev မှာတည်ရှိပါတယ်။အဲ့ဒီဆက်ယုံမှာ A190 ကျင်းဝန်းနဲ့မြေပေါ်မှာအလုံယုံ73ခုရှိပြီးထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးကိုအလိုအလျောက်လုပ်ဆောင်နေတာဖြစ်ပါတယ်။အထူးသဖြင့် NDA များတဲ့လုပ်ငန်းတွေကိုလူသားတွေပါဝင်ပတ်သက်မှုမရှိဘဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ ုစုပေါင်းကုမ္ပဏီဝန်ထမ်း1300လောက်ရှိပါတယ်။အဲဒီဆက်ယုံကဖောက်ခွဲရေးပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ပြီးတပ်တူတွေလုပ်ငန်းအတွက်အားဖြည့်ပစ္စည်းတွေကိုအဓိကထားထုတ်လုပ်ပါတယ်။ဒါပေမဲ့သူတို့ကလက်နက်ခဲယံထုတ်လုပ်ရမှာဓာတ်ရိုက်အသုံးပြုတဲ့ TNT ကိုလည်းထုတ်လုပ်ပါတယ်။2023ခုနှစ်ဇူလိုင်လမှာအဲ့ဒီဆက်ယုံဝင်ထဲမှာပောက်ပွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးအလုံသမား6ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မက်ရှလာမှာအဲ့ဒီဆက်ယုံကိုပထမဆုံးဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့သတင်းပို့ခဲ့ပါဗျ။ ရုရှားလေကြောင်းရန်ကာဝေးစနစ်တွေဟာအဲ့ဒီအချိန်ကစပြီးသူတို့ရဲ့စွမ်းဆောင်ရည်တိုးတက်အောင်မလုပ်နိုင်ခဲ့ပဲယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရည်မရှိသေးပါဘူး။တစ်ဖက်မှာလည်းတိုက်ခိုက်ရေး drone တွေကရုရှားတဦးတည်းထုတ်လုပ်တဲ့ FPV drone တွေမှာအသုံးပြုတဲ့ fiber optic ဂျိုးတွေကိုပြင့်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာဒေသစံတော်ချိန်ည၈နာရီဝန်းကျင်မှာဖြစ်ပွားခဲ့ပြီးဒေသခံတွေကပောက်ကွဲသံ၁၀ချိန်လောက်ကြားခဲ့ကြရပါတယ်။အဲ့ဒီပောက်ကွဲမှုတချို့ဟာ Cyrus မြို့က fiber optic nets စနစ် ုမ္ပဏီရဲ့ထုတ်လုပ်ရေးစက်ရုံကိုတိုက်ခိုက်မှုနဲ့ဓာတ်ရိုက်ဆက်ဆံနေပါတယ်။အဲဒီကုမ္ပဏီမှာတနေ့ကိုကီလိုမီတာ2000ထုတ်လုပ်နိုင်တဲ့ထုတ်လုပ်ရေးလိုင်း6လိုင်းရှိပြီးတနေ့လုံးထုတ်လုပ်မှုစုစုပေါင်းကီလိုမီတာ12000ရှိပါတယ်။တနေ့ကို fiber ထုတ်လုပ်မှုပမာဏဟာကီလိုမီတာ4တန်းလောက်ရှိပါတယ်။ဒီလိုလုပ်ဖို့အတွက်ကုမ္ပဏီဟာ Austria Company Next ရဲ့ထုတ်ကုမ္ပဏီအပါအဝင်အနောက်တိုင်းက Secretariat ရဲ့ Factory ရဲ့တရုတ်စနစ်တွေကိုလည်းအသုံးပြုခဲ့ပါတယ်။ ဒီကုမ္ပဏီဟာရုရှားမှာ fiber optic ကိုတူရဲထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တာကြောင့်သူ့ရဲ့လုပ်ငန်းတွေရပ်တန့်သွားတာဒါမှမဟုတ်ပျက်စီးသွားတာဟာရှေ့တန်းမှာရုရှားဘက်ကအသုံးပြုနေတဲ့ FPV drone တွေမှာ fiber optic ဂျိုးတွေအသုံးပြုမှုကိုထိခိုက်စေနိုင်ပါတယ်။ဆွမ်းဆောင်ရည်မြင်မာလာတဲ့ Ukraine drone ဒီတိုက်ခိုက်မှုတွေဟာ Ukraine ရဲ့တိုးတက်လာနေတဲ့ drone ဆွမ်းရည်ကိုလည်းတတ်သိပြနေပါတယ်။ လွန်ခဲ့တဲ့6လအတွင်းမှာယူကရိန်းဟာရုရှားပိုင်နယ်ထဲမှာအနက်ဆိုင်သုံး drone ထိုးစစ်220ကျော်ကို drone ပေါင်း3500ကျော်အသုံးပြုပြီးလုဆောင်ခဲ့ပါတယ်။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့စေဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးအလက်ဇန်းဒါဆာစကီက drone စနစ်တိုးတက်မှုနဲ့ပတ်သက်တဲ့လဆင်ဗီဒီယို conference တစ်ခုအပြီးမှာကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ဆာစကီကယူကရိန်းရဲ့ UAV တပ်ဖွဲ့မှုတွေရဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေနဲ့ UAV တပ်ဖွဲ့တွေကိုတိုးချဲ့ဖို့ကြိုးပမ်းနေမှုတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကိုတူကြားခဲ့တယ်လို့ပြောပါတယ်။ဖေဖော်ဝါရီလမှာရန်သူပစ်မှတ်တွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်တဲ့အရေးအတွက်ဟာဇန်နဝါရီလနဲ့နှိုင်းချိန်ရင်22ရာခိုင်နှုန်းတိုးလာခဲ့တယ်။ကျွန်တော်တို့ရဲ့ FPV drone တွေနဲ့ဗတ်ဆောင်သုံးဘုံကျဲလေယာဉ်တွေဟာအထူးရောက်ဆုံးတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေပါတယ်လို့သူကအလေးပေးပြောကြားခဲ့ပါတယ်။တိုက်ခိုက်ရေးတာဝန်တွေကိုပုံမှန်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက်တပ်ဖွဲ့အားလုံးမှာ drone လှုပ်ဆောင်မှုတွေအတွက် ုံစံလုံးတစ်ခုကိုအမြန်ဆုံးတည်ထောင်ဖို့လိုအပ်တယ်လို့လည်းသူကတိုက်တွန်းပြောကြားခဲ့ပါတယ်။ Sasuke ကရုရှားစစ်တပ်ဟာ Ukraine ရဲ့ UAV နီးပြူဟာတွေကိုလိုက်နာကျင့်သုံးနေပြီးသူတို့ရဲ့ UAV စွမ်းရည်တွေကိုလည်းတိုးချဲ့နေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ Ukraine ဟာ Fiber Optic UAV တွေအသုံးပြုမှုကိုလည်းတိုးချဲ့နေတယ်လို့သူကပြောကြားခဲ့ပါတယ်။ Ukraine ရဲ့လူမဲ့စနစ်တပ်ဖွဲ့ရဲ့တပ်မှူး Vadim Sukovsky က Ukraine ရဲ့ဗုံးကျဲလေယာဉ်တွေနဲ့အဲ့ဒါတွေကိုလုတ်ကင်တဲ့တပ်ဖွဲ့တွေဟာ ထူးခြားတဲ့ထိရောက်မှုတွေကိုပြသခဲ့တယ်လို့ပြောပါတယ်။သူကယူကရိန်းရဲ့ထိပ်တန်း UAV တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Nimitz ဟာလွန်ခဲ့တဲ့2လအတွင်းမှာရုရှားရဲ့ Back M3 နဲ့ Tall လေတောင်းညံကာဝေးစနစ်55ခုကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းပို့ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ကလည်းယူကရိန်း drone တစ်ခုဟာခြေတန်းကနေ58ကီလိုမီတာအကွာမှာရှိတဲ့ရုရှားရဲ့ Back M3 စနစ်တစ်ခုကိုအောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့သူကပြောကြားခဲ့ပါတယ်။ Sukovsky က ယူကရိန်းဟာမတူညီတဲ့ software platform တွေကိုစနစ်တကျပေါင်းစပ်နေပြီး drone view ဟာတွေကိုတိုးတက်အောင်လုပ်ဆောင်နေတယ်လို့တိုက်ပွဲမှာမြေပြင်အခြေပြုစက်ရုပ်စနစ်တွေအသုံးပြုမှုကိုလည်းတီထွင်နေတယ်လို့ပြောပါရယ်။အခုဆိုရင်ယူကရိန်းရဲ့ Lumex စနစ်တပ်ဖွဲ့တွေဟာ250 kg ဘုံးတွေကိုတယ်ဆောင်နိုင်ပြီးကီလိုမီတာ2000အထိခရီးနှင်နိုင်တဲ့အကွာအဝေးရှည် drone တွေကိုအသုံးပြုနေပြီလို့သိရပါရယ်။အဲ့ဒီကြေညာချက်ကိုဇန်နဝါရီလ31ရက်နေ့မှာလူမဲ့စနစ်တပ်ဖွဲ့ရဲ့စစ်ဌာနချုပ်ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်တစ်ခုမှာဖော်ပြခဲ့တာပါ။ ဒါဟာစစ်မြေပြင်ရဲ့စီးနင်းစည်းကမ်းတွေကိုပြောင်းလဲပြစ်နိုင်တဲ့ထူးခြားတဲ့တိုးတက်မှုတစ်ခုပါလို့အဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ရုရှားရဲ့ဝါရဖြန့်ချီရေးကဒီလိုလေရင်တွေကိုပြစ်ချနိုင်ခဲ့တယ်လို့အများအမ်းပြောဆိုနေပေမဲ့ရုရှားရဲ့ကာဝေးရေးစက်မှုလုပ်ငန်းဆိုင်ရာအဆောက်အုံတွေရေနံချက်ဆက်ယုံတွေနဲ့လက်နက်ခဲယမ်းတူလောင်ယုံတွေမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေကတော့တခြားအကြောင်းတစ်ခုကိုပြောပြနေတာပါလို့လည်းဖော်ပြထားပါတယ်။ UAV တရင်14ရဲ့တပ်ဖွဲ့တွေဟာ ရန်သူနောက်ပိုင်းဒေသတွေကိုတစ်နှစ်ကျော်ကြာတိုက်ခိုက်နေခဲ့ပြီးကီလိုမီတာရာနဲ့ချီဒါမှမဟုတ်ထောင်နဲ့ချီဝေးတဲ့ဒေသတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့စစ်ဌာနချုပ်ကဖော်ပြထားပါတယ်။စစ်တပ်ကမီဒီယာတွေကိုလည်းအတီးပြူပြီးသားသတင်းရင်းတွေကသတင်းချက်လက်တွေကိုသာအသုံးပြုဖို့တိုက်တွန်းခဲ့ပြီးရုရှားရဲ့မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေကိုပစ်မှတ်ထားရမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတာကြောင့်လူမဲ့စနစ်တပ်ဖွဲ့ရဲ့လှုပ်ဆောင်မှုအတော်များများကိုလူသိရှင်ကြားထုတ်ပြန်လို့မရကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ရုရှားရဲ့တုံ့ပြန်မှု အမေရိကန်ဦးဆောင်တဲ့အပြစ်ခတ်ရစရေးဆွေးနွေးပွဲတွေဖေဖော်ဝါရီလလယ်ပိုင်းမှာစတင်ပြီးတဲ့နောက်ယူကရိန်းဝေါ်မှာရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုအရေအတွက်ဟာ90ရာခိုင်နှုန်းကျော်တိုးလာခဲ့ပါတယ်။ယူကရိန်းလက်တဦးစီးဌာနရဲ့နောက်ဆုံးအချက်လက်တွေအရရုရှားဟာဖေဖော်ဝါရီလ18ရက်နေ့မှာဆွေးနွေးပွဲတွေစတင်ခဲ့တဲ့နောက်ပိုင်းရက်ပေါင်း30အတွင်းယူကရိန်းမှာဒရုန်းနဲ့တိုက်ခိုက်မှုပေါင်း4086ကြိမ်ကိုလုဆောင်ခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်ရက်ပေါင်း30မှာတော့အရေအတွက်ဟာ348ကြိမ်ပဲရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကမော်စကိုဟာ KF ကိုအလျှော့ပေးဖို့ဖိအားပေးပြီးတက်နိုင်သလောက်နယ်မြေတွေကိုသိမ်းပိုက်ဖို့အတွက်သူ့ရဲ့တိုက်ခိုက်မှုတွေကိုမြင့်တင်ခဲ့တယ်လို့ဆိုကြပါဗျ။ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပဋိပက္ခကိုအများဆုံးအဆုံးသတ်မယ်လို့ကတိပေးခဲ့ပြီးတဲ့နောက်ဖြစ်ပေါ်လာတာပါ။ဖေဖော်ဝါရီလ16ရက်နေ့က Riyadh မြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးဟာ American နဲ့ Russia ရာရှိတွေပဋိပက္ခအကြောင်းဆွေးနွေးခဲ့တဲ့ပထမဆုံးအကြိမ်ဖြစ်ပြီး Ukraine ရာရှိတွေမပါဝင်ခဲ့တာကတော့သိတာထင်ရှားပါတယ်။ အဲ့ဒီနောက်ပိုင်းဆွေးနွေးပွဲအကြိမ်ပေါင်းများစွာထပ်မံကျင်းပခဲ့ပြီးအဲ့ဒီအတွင်းမှာအမေရိကန်ကိုယ်စားလှယ်တွေကယူကရိန်းကိုရပ်ပေါင်းသုံးတဲ့အပြစ်ခတ်ရစဲရေးကိုလက်ခံဖို့တိုက်တွန်းခဲ့ပါတယ်။မော်စကိုကအဲ့ဒီအကြံကိုပယ်ချခဲ့ခြင်းမရှိပေမဲ့သူ့ရဲ့ကိုယ်ပိုင်အခြေအနေတွေကိုတင်ပြခဲ့ပါတယ်။စွမ်းရင်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုတွေတားမြစ်ဖို့နဲ့ပင်လယ်ထဲမှာရေချောင်းသွားလာမှုဘေးကင်းလုံခြုံရေးအတွက်လည်းဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ပုံကျဲတိုက်ခိုက်မှုတွေရော့ကျသွားမဲ့အရေးအယံတော့မတွေ့ရသေးပါဘူး။ ကိန်းကနန်းတွေရာ react အစည်းအဝေးမတိုင်ခင်ယူကရိန်းဟာတနေ့ကိုပြန်ပြ drone တရတစ်စိမ့်နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။အစည်းအဝေးပြီးမှတော့တနေ့ကို drone 154စိမ့်နဲ့တိုက်ခိုက်ခံခဲ့ရပြီးဒါဟာ92.500ခိုင်နှုန်းတိုးလာတာပဲဖြစ်ပါတယ်။စစ်ရေးလေလာသုံးသက်သူတွေကတိုက်ခိုက်မှုတွေတိုးလာတာဟာ Donald Trump ကသမ္မတ Zelensky ကိုအင်ဂျီရောမှာပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တဲ့နေ့နဲ့ American က February လ28ရက်နေ့မှာ ယူကရိန်းနဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေကိုမျှဝေတာကိုရပ်ဆိုင်းခဲ့တဲ့နေ့နဲ့တိုက်ဆိုင်နေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။အဲ့ဒီနေ့မှာထရန့်ကဇယ်လန်စကီဟာအမေရိကန်ရဲ့ထောက်ပံ့မှုတွေပေါ်ကျေးဇူးကမ်းတယ်လို့ဆွဆွဲခဲ့ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့မှာရုရှားဒရုန်း280ကိုယူကရိန်းပိုင်နယ်ထဲလွှတ်တင်ခဲ့ပြီးမတ်လ9ရက်နေ့မှာအမေရိကန်ကယူကရိန်းနဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေမျှဝေတာကိုရပ်ဆိုင်းခဲ့တဲ့ချိန်မှာတော့ရုရှားကဒရုန်း252စင်းလွှတ်တင်ခဲ့ပါတယ်။ ါဟာဒီနှစ်တွင်ဒုတိယမြောက်အများဆုံးအရေအတွက်ဖြစ်ပါတယ်။လေးလာသုံးသက်ချက်တွေအရလည်းလက်တလောရန်တပတ်တွေအတွင်းရုရှားရဲ့တိုက်ခိုက်မှုတွေဟာပုံမကြီးမားလာပြီးပုံမထိရောက်လာတာကိုတွေ့ရပါတယ်။အကြောင်းတစ်စိတ်တစ်ပိုင်းကတော့မော်စကိုက drone အသုံးပြုတဲ့နည်းဗျူဟာတွေပြောင်းလဲလိုက်လို့ဖြစ်ပါတယ်။စစ်ပွဲလေးလာရေးဌာနရဲ့အဆိုအရရုရှားတပ်ဖွဲ့တွေဟာတာဝေးပစ် drone တွေကိုပြောင်းလဲအသုံးပြုလာကြပြီးအဲ့ဒီ drone တွေဟာ Ukraine ရဲ့လေကြောင်းရံကာဝေးရေးစနစ်တွေကိုပိုပြီးထိုးဖောက်နိုင်ခြင်းရှိတယ်လို့သိရပါဗျ။ ယူကရိန်းဟာမကြသေးခင်ရက်တပတ်တွေအတွင်းသူ့ရဲ့ drone လှုပ်ရှားမှုအတိုင်းအတာတစ်ခုအထိမြင့်တင်ခဲ့တာကိုလည်းသတိပြုသင့်ပါတယ်။လက်လက်ကင်ပဋိပက္ခတီနီယာနဲ့ဖြစ်ရအချက်လက်တွေပေါ်အခြေခံနဲ့လေ့လာသုံးသပ်ချက်တွေအရယူကရိန်းဟာဖေဖော်ဝါရီလဒုတိယပတ်နဲ့မတ်လပထမပတ်တွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမတိုင်ခင်ရက်တပတ်တွေမှာတနေ့ကိုပြန်မြ drone 300အစင်းလွှတ်တင်ခဲ့ပါတယ်။ဒီကိန်းကလေးဟာမကြသေးခင်ရက်တပတ်တွေမှာ16.8ရာခိုင်နှုန်းတိုးလာပြီး တနေ့ကို35ဆင်းဖြစ်လာခဲ့ပါတယ်။စစ်ပွဲလေးလာရေးဌာနကလေးလာ30သူတွေကရုရှားဟာအပြစ်ခက်ရဲစဲကြီးနဲ့လာမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုအသုံးချပြီးယူကရိန်းမှာနယ်မြေအစ်စ်တွေတင်ပိုက်ဖို့နဲ့ KF မှာရုရှားလိုလာတဲ့ရုပ်သေးအစိုးရကိုတင်ဖြောက်ဖို့အကြိုးစားနေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။မအောင်မြင်ခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေဒါပေမဲ့တမိုင်းကထက်ခါတလဲလဲဖြစ်နေတာလား။ 2014ခုနှစ်ကယူကရိန်းစစ်ပွဲစတင်ချိန်ကစလို့ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုတွေဟာထပ်ခါထပ်ခါကြာရှုံးခဲ့ပါတယ်2014ခုနှစ်နဲ့2015ခုနှစ် mix သဘောတူညီချက်တွေဟာအပြစ်ခက်ရစဲရေးကိုစတင်ဖို့နဲ့ don't back data ကိုတည်ငြိမ်အောင်လှုပ်ဆောင်ဖို့နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုစတင်ဖို့ရည်ရွယ်ခဲ့ပေမဲ့အဲ့ဒီသဘောတူညီချက်တွေကိုအပြည့်အဝအကောင့်ထဲဖော်နိုင်ခဲ့ခြင်းမရှိသလိုတင်းမာမှုတွေလည်းရော့ပါမသွားခဲ့ပဲ2022ခုနှစ်ဖေဖော်ဝါရီလမှာတော့ရုရှားရဲ့ကျူးကျော်မှုအထွတ်ထိပ်ကိုရောက်ခဲ့ပါတော့တယ် ီနေ့မှာစစ်ပွဲကိုအဆုံးသတ်ဖို့ဆွေးနွေးပွဲတွေပြန်လည်စတင်ဖို့ကြိုးပမ်းမှုတွေလှုံ့ဆော်နေချိန်မှာအထူးသဖြင့် American နဲ့ Russia ရဲ့ PR ပေးမှုအောက်မှာအတိတ်ကအမှားတွေကိုထပ်ခါတလဲလဲကျူးလွန်မိမှာနဲ့တစ်ဖက်သက်သဘောတူညီချက်အသစ်ရဲ့ NDA တွေကိုလူအများကသတိပေးနေကြပါတယ်။ Mix သဘောတူညီချက်တွေရဲ့ဥပမာဟာအဲ့ဒီအတွက်သက်သေတခုပါပဲ။2014ခုနှစ်စက်တင်ဘာလမှာလက်မှတ်ရေးထိုးခဲ့တဲ့ Mix သဘောတူညီချက်1ဟာ 2015ခုနှစ်ဖေဖော်ဝါရီလမှာပြင်သစ်နဲ့ဂျာမနီတို့ရဲ့ဂျာဝင်စစ်သက်မှုနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ mix နှစ်နဲ့အစားထိုးမခံရခင်လအနေငယ်သာတည်တန်းခဲ့ပါတယ်။ဒုတိယသဘောတူညီချက်မှာချက်ချင်းအပြည့်ခတ်ရစေရေးလက်နက်ကြီးတွေရုပ်သိမ်းရင်းနဲ့ Donetsk နဲ့ Luhansk ဒေသတွေမှာဒေသန္တရရွေးကောက်ပွဲတွေကျင်းပရေးတွေကိုရည်မှန်းထားပါတယ်။ဒါပေမဲ့အဓိကကြာရှုံးမှုကတော့နိုင်ငံရေးနဲ့စည်ရေးဆိုင်ရာလှုပ်ဆောင်မှုတွေကြားမှာရှင်းလင်းတဲ့အချိန်ကြားနဲ့ကောင်းမွန်စွာသတ်မှတ်ထားတဲ့အစီအစဉ်မရှိတာပါပဲ။ ယူကရိန်းကနိုင်ငံရေးလုပ်ငန်းတွေတခုမစတင်ခင်လုံခြုံရေးအခြေအနေတွေကိုဖြည့်ဆည်းရမယ်လို့အခိုင်အမာပြောဆိုခဲ့တယ်မှာရုရှားကတော့ယူကရိန်းဟာသိမ်းပိုက်ထားတဲ့နေပြည်တော်သူ့ရဲ့အာဏာကိုပြန်လည်ရရှိဖို့အတွက်ဒေသန္တရယူပောက်ပွဲတွေကိုအဓိကအခြေအနေဖြစ်တောင်းဆိုခဲ့ပါတယ်ဒီလိုမဟာဗျူဟာမြောက်မရေရာမှုကရုရှားကိုလျှို့ဝှက်စေရင်အင်အားကိုထိမ့်သိမ်းထားနိုင်မှုနဲ့ဒီပြင်ချင်းတွေကိုသူ့စိတ်တိုင်းသာခြေလှယ်နိုင်ဖို့ဖွင့်ပြခဲ့ပါတယ်။၂၀၂၂ခုနှစ်ဒီဇင်ဘာလမှာ အင်္ဂလာမာကတ်ကမစ်စနစ်ဟာ KF အတွက်အချိန်ဆွဲဖို့ကြိုးပမ်းမှုတစ်ခုတည်းပုံမူခဲ့ခြင်းမရှိဘူးလို့ဝန်ခံခဲ့ပါတယ်။ဒီမဟာပြောင်မြောက်မရေရာမှုကရုရှားကိုလျှို့ဝှက်စစ်ရေးအင်အားကိုထိန်းသိမ်းထားနိုင်ဖို့နဲ့မြေပြင်အခြေအနေတွေကိုသူ့စိတ်တိုင်းကျခြေလည်နိုင်ဖို့ခွင့်ပြုခဲ့ပါတယ်။လက်ရှိဆွေးနွေးပွဲတွေကရောအလုပ်ဖြစ်နိုင်သလား။ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့လှုံ့ဆော်နေတဲ့ဆွေးနွေးပွဲအသစ်တွေမှာအရေးပါတဲ့ကြွားချချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ဥရောပဟာအများအားဖြင့်အပြင်မှာကျန်နေခဲ့ပြီး mix ဆွေးနွေးပွဲတွေမှာပြင်သစ်နဲ့ဂျာမနီတို့ကအဓိကနေရာမှာရှိခဲ့ပေမဲ့ဒီနေ့မှာတော့ Washington နဲ့ Moscow တို့ကဆွေးနွေးပွဲတွေကိုဦးဆောင်နေတာပါ Donald Trump ရွေးကောက်ခံရပြီးကြတဲ့ကတန်တမန်ရေးရလှုံ့ဆော်မှုတွေဟာအင်ပီရိုနဲ့ Kremlin တို့ရဲ့တိုက်ရိုက်ဆွေးနွေးပွဲတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးဥရောပနိုင်ငံတွေရဲ့ပါဝင်မှုကိုညှော့နှဲသွားစေခဲ့ပါတယ်ဒီအခြေအနေဟာအထူးသဖြင့်အဲ့ဒီလိုဆွေးနွေးပွဲတွေက ယူကရိန်းရဲ့အကျိုးစီးပွားကိုအပြည့်အဝထယ်သွင်းစဉ်းစားခြင်းမရှိတဲ့သဘောတူညီချက်တစ်ခုဖြစ်စေနိုင်တာကြောင့်စိုးရိမ်မှုတွေမြင့်တက်လာစေခဲ့ပါတယ်။ဒီအခြေအနေမှာအရေးပါတဲ့တိုးတက်မှုတစ်ခုကတော့ဗလာဒီမာပူတင်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးတန်တမန်ကီရယ်ဒီမီထရီယက်ဖာထရမ့်အစိုးရအရာရှိတွေနဲ့တွေ့ဆုံဖို့ဝါရှင်တန်ကိုသွားရောက်မယ်လို့ကြေညာခဲ့တာပါ။ဒါဟာ2022ခုနှစ်ကျူးကျော်မှုအပြီးမှာ ရုရှားအကြီးအကဲအရာရှိတဦးရဲ့အမေရိကန်ပြည်ထောင်စုကိုပထမဆုံးတရားဝင်လာရောက်မှုဖြစ်ပါတယ်။ဝါရှင်တန်နဲ့မော်စကိုကြားဆက်ဆံရေးပျော့ပြောင်းလာတာဟာအထူးသဖြင့်ယူကရိန်းရဲ့နယ်မြေပိုင်ဆိုင်မှုနဲ့နိုင်ငံရေးအချုပ်အခြာအာဏာပေါ်မှာလွှမ်းမိုးလာနိုင်တဲ့စိုးရိမ်မှုတွေတိုးပွားလာစေပါတယ်။လိုအပ်နေတဲ့စည်ရေးအကူအညီနဲ့အပြည့်ရစည်ရေးစောင့်ကြည့်ရန်တရားတွေနောက်ထပ်အဓိကပြဿနာတစ်ခုကတော့စည်ရေးအကူအညီပါ Miss သဘောတူညီချက်တွေဟာအပြည့်ခက်ရစည်ရေးကိုအကောင့်ထဲပို့ဖို့ ထိရောက်တဲ့ရန်နေရာတစ်ခုမရှိတဲ့အတွက်ဒစိမ့်တစ်ပိုင်းအားဖြင့်ကြာရှုံးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဂျာမနီနဲ့တခြားဥရောပနိုင်ငံတွေဟာယူကရိန်းကိုစစ်ရေးကူညီပေးဖို့အဆင်သင့်မဖြစ်သေးပါဘူး။အခုတော့အခြေအနေတွေပြောင်းလဲသွားပြီးဥရောပနိုင်ငံတွေက KF ကိုစစ်ရေးကူညီတွေပေးနေကြပါတယ်။ဒါ့ပြင်မဲ့ဝါရှင်တန်ကရုရှားနဲ့ဖြစ်နိုင်တဲ့သဘောတူညီချက်ရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့ယူကရိန်းကိုကူညီတွေကန့်သတ်ဖို့ဆုံးဖြတ်ခဲ့ရင်ဒါဟာပြန်လည်ပြင်ဆင်ခံရနိုင်ပါတယ်။ 2015ခုနှစ်အပြစ်ခက်ရစဲရေးကိုစောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရတဲ့ OSCE မှာချိုးဖောက်မှုတွေဖြစ်ပေါ်လာခဲ့ရင်အရေးယူဆောင်ရွက်ဖို့အာဏာဒါမှမဟုတ်စွမ်းရည်မရှိခဲ့ပါဘူး။စောင့်ကြည့်သူတွေဟာချိုးဖောက်မှုတွေကိုမှတ်တမ်းတင်နိုင်တဲ့အနေအထားမှသာရှိခဲ့ပြီးအရေးယူဆောင်ရွက်နိုင်တဲ့အနေအထားမှမရှိနေခဲ့ပါဘူး။ဒီလိုအားလဲချက်တွေကြောင့်ပဲလိလာသုံးသက်သူတချို့ကရှင်းနေတဲ့လုံပိုင်ခွင့်အာဏာရှိတဲ့လက်နက်ကင်စစ်ရေးစောင့်ကြည့်ရေးတပ်ဖွဲ့တစ်ခုကိုတီထောင်ဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့မော်စကိုက ယူကရိန်းပိုင်နယ်ထဲမှာဘယ်နိုင်ငံသားတစ်ဖွဲ့ကိုမဆိုအပြင်းထန်ကန့်ကွက်နေတာကြောင့်ဒီနည်းနဲ့ပဋိပက္ခကိုနိုင်ငံတကာကစောင့်ကြည့်တာဟာပုံမှုရှုပ်ထွေးစေပါတယ်။စစ်ရေးပဋိပက္ခတွေအပြင်ရုရှားဟာယူကရိန်းနဲ့သူ့ရဲ့အနောက်တိုင်းမဟာမိတ်တွေကိုပြင်းထန်တဲ့သတင်းအချက်အလက်စစ်ပွဲဆင်နွှဲနေပါတယ်။နှစ်ပေါင်းများစွာကြာအောင်မော်စကိုဟာပြည်သူထင်မြင်ချက်ကိုလွှမ်းမိုးဖို့နဲ့နေတိုးနဲ့ဥရောပသမဂ္ဂရဲ့ညီညွတ်မှုကိုတိုက်စားဖို့အတွက်ရှုပ်ထွေးတဲ့သတင်းမှဖြန့်ချီရေးကြိုးပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်။ အသိဉာဏ်အစစ်စင်ရေးလို့ခေါ်တဲ့အမြင်တွေကိုလှည့်သားပြီးသွေးခွဲစီကိုရည်ရွယ်တဲ့လှုပ်ဆောင်မှုဟာရုရှားမဟာဗျူဟာရဲ့အဓိကအချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်နေတိုးဟာရုရှားဖန်တီးနေတဲ့အနောက်တိုင်းနိုင်ငံတွေရဲ့ဒီမိုကရေစီအားနည်းချက်တွေကိုအသုံးချပြီးခရမ်လင်လိုလားတဲ့သတင်းစကားတွေကိုဖြန့်ဝေနေတာကိုစိုးရိမ်နေပါတယ်။တစ်ချိန်တည်းမှာပဲယူကရိန်းပြည်ရင်ပြင်သစ်ဟာဒီလိုလှည့်သားမှုလှုပ်ရှားမှုတွေရဲ့ပြစ်မှတ်ထားခံရတဲ့ဒုတိယမြောက်နိုင်ငံဖြစ်ပြီး2023 2024ခုနှစ်တွင်152ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ရုရှားရဲ့ရည်ရချက်ကဥရောပအစိုးရတွေကိုတရားမဝင်ဖြစ်အောင်လုပ်ဖို့နဲ့ရွေးကောက်ပွဲတွေနဲ့ဒီမိုကရေစီဖွဲ့စည်းတွေရဲ့တရားဝင်မှုပေါ်တန်တရားဖြစ်အောင်လုပ်ဖို့ပါပဲ။အကယ်၍ဝါရှင်တန်နဲ့မော်စကိုကြားမှာသဘောတူညီချက်အသစ်တစ်ခုကိုညှိနှိုင်းခဲ့မယ်ဆိုရင်မစ်သဘောတူညီချက်တွေရဲ့အမှားကိုထပ်ခါတလဲလဲကျူးလွန်မိမှာကိုစိုးရိမ်ရပြီးအဲ့ဒီသဘောတူညီချက်တွေကရုရှားကိုယူကရိန်းနိုင်ငံရဲ့ဘောသူ့ရဲ့အောစာအာဏာကိုထိမ့်သိမ်းထားနိုင်ဖို့ခွင့်ပြုခဲ့ပါတယ်။ ဗလာဒီမာပူတင်ကဇယ်လန်စကီကိုရာထူးကဖယ်ရှားစေချင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားထားပြီးဒါဟာယူကရိန်းရဲ့ပြည်ရင်းကြေးရာတွေမှာဝင်ရောက်ဆွတ်ဖက်တာနဲ့ရှင်းရှင်းလင်းလင်းတူညီပါတယ်။ဒီဆွေးနွေးပွဲတွေဟာယူကရိန်းအပြင်တခြားနေရာတွေကိုပါတက်ရောက်မှုတွေအများကြီးရှိပါတယ်။ဒါဟာဥရောပရဲ့တည်ငြိမ်ရေးနဲ့နိုင်ငံတကာဆက်ဆံရေးရဲ့အနာဂတ်အတွက်အရေးပါတဲ့စံတက်မှုတစ်ခုဖြစ်ပါတယ်။အားနည်းတဲ့ဘေးယူတစ်ခုဟာအန်ရရှိတဲ့သတင်းစကားတစ်ခုကိုပေးပို့ပြီးစည်ရေးကျူးကျော်မှုနဲ့သတင်းအမှားဖြန့်ချိမှုတွေဟာ ထိရောက်တဲ့လက်နက်ကရိယာတွေဖြစ်ကြောင်းသက်သေပြရာရောက်ပါလိမ့်မယ်။စန့်ကျင်ဘက်အနေနဲ့လက်တွေ့ကြတဲ့သဘောတူညီချက်တစ်ခုရဖို့အတွက်ယူကရိန်းတွင်ခိုင်မာတဲ့အာမခံချက်တွေအနောက်အင်အားကြီးနိုင်ငံတွေရဲ့ရှင်းလင်းတဲ့ဂတိကဝတ်တွေနဲ့သဘောတူထားတဲ့စီးကံချက်တွေကိုစောင့်ကြည့်ပြီးအကောင့်ထဲဖို့ဖို့ထိရောက်တဲ့ရန်နေရာတစ်ခုလိုအပ်ပါလိမ့်မယ်။ဒီဆွေးနွေးပွဲတွေဟာတန်လမန်ရေးရာဒါမှမဟုတ်စည်ရေးအဆင့်မှလည်းမဟုတ်ပဲတရင်အချက်လက်နယ်ပယ်မှာလည်းဖြစ်ပွားနေပြီးအဲ့ဒီမှာရုရှားဟာသူ့ပြိုင်ဘက်တွေရဲ့အမြင်တွေကိုပုံဖော်ပြီး သွေးခွဲဖို့ကြိုးစားပါလိမ့်မယ်။ဒီအချိန်တွေမှာယူကရိန်းနဲ့သူ့ရဲ့မဟာမိတ်တွေဟာအတိတ်ကအမေရိကန်နဲ့သင်ငန်းလာယူပြီး mix သဘောတူညီချက်တွေမှာကြာရောက်ခဲ့တဲ့အလားတူထောင်ချောက်တွေနဲ့ထပ်မကြအောင်ရှောင်ရှားဖို့အလွန်အရေးကြီးပါတယ်။အခုချိန်မှာတော့ယူကရိန်းရဲ့အနာဂတ်နဲ့နိုင်ငံတကာစနစ်ရဲ့အနာဂတ်ဟာအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။